ညီငလျင်ဘေးမှာသကိုင်းမျိုးကနေအိမ်ပြိုကျပျက်စီးကအသက်ဘေးကတည်တည်လေးလွတ်မြောက်သွားကြောင်းပြောလာရမနော်အဆိုတော်မနောကတော့မန်လာ28ရက်နေ့ကလှုပ်ခဲခဲ့တဲ့ညီငလျင်ကြီးမှာနေအိမ်ပြိုကျကအသက်ဘေးရဲ့နေနဲ့ကြုံတွေ့ကြရကြောင်းပြောလာပါရီ မနောဆိုရာကမြန်မာတိုင်းငံလုံးတော်ရုံမြို့ပါမကြံမသိသူမရှိတဲ့ထိတ်တဲနမယ်ကြီးဆိုတော့တယောက်ပါအဆိုတော်မနောကတပတ်မှာအောင်မြင်တဲ့ဥပညာရှင်ဆိုတော့ဖြစ်တယ်လို့အခြားတပတ်မှာတော့အောင်မြင်တဲ့စီးပွားရေးလုပ်ငန်းရှင်ကြီးတဦးဆိုရင်လည်းမမပါဒါပေမဲ့ဆိုတော့မနောကအမြင်နဲ့တရားသဘောကိုနှလုံးသွင်းကအောက်ချီမလို့ဘဝင်မမြင်မာနာမကြီးပဲဘဝကိုရိုးရှင်းအေးချမ်းစွာဖြစ်တတ်နေတာဖြစ်ပါသည် တကယ်ငလင်းလို့တော့ဆိုတော်မတော်နေတိုင်းနဲ့စကိုင်းမြို့လေးမှာဆိုရင်တော့ငလင်းကြောင်တစ်မြို့လုံးရဲ့80ခိုင်နှုန်းလောက်ပျက်စီးဆုံးရှုံးသွားတာဖြစ်ပါတယ်။ဒီလိုပျက်စီးဆုံးရှုံးသွားတဲ့အထက်မှာဆိုတော်မတော်ရဲ့အိမ်ပါဝင်နေလို့လည်းသိရပါတယ်။အဆိုတော်မတော်ရဲ့နေအိမ်ဟာမြင်းငလင်းအင်အား Rista Scale 7.7တန်ကိုခံရပြီးမှတော့အင်အားချက်တစ်ချက်လုံးမြေကြီးထဲကျုံဝင်သွားခဲ့ကောင်အပေါ်ဒက်ကလည်းပျက်စီးသွားခဲ့ရတဲ့အခြေအနေဖြစ်သွားတာဖြစ်ပါတယ်။အထူးသဖြင့်ဆိုတော်မတော်ရဲ့နေအိမ်ဟာရစရာမရှိအောင်ပျက်စီးသွားခဲ့တာပါ။ ဒီလိုမြင်ကလေးတန်ကြောင့်ဆိုတော့မနှောရဲ့နေအိမ်ပျက်စီးဆုံးရှုံးခဲ့ပြီးမြတ်စွာဘုရားဟောကြားခဲ့တဲ့တရားတော်ကိုလေးနဲ့ဌာနယူလေးရှိတဲ့မနှောကဒီဖြစ်ရဲ့ပုံမှန်လေးတရားနဲ့သာဖြစ်ကြောင်းခုလိုရေးသားထားတာပဲဖြစ်ပါတယ်။